မိုးရာသီတွင် ပေါက်သည့်မိုးဆက်ရအနေရဲ့ကြောင့်အသက်ဆုံးရှုံးသည့်အထိဖြစ်နိုင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မိုးရာသီတွင်ပေါက်သည့်မိုးဆက်ရအနေရဲ့ကြောင့်အသက်ဆုံးရှုံးသည့်အထိဖြစ်နိုင်တဲ့အတွက်သတိပြုဖို့လိုအပ်တယ်လို့ကျန်းမာရေးဝန်ကြီးဌာနကသတိပေးထားပါတယ်။တတော်တပင်တွေပေါက်ရောက်ရာပဝင်းကျင်နေရာတွေမှာမိုးရာသီကာလမှာမိုးအမျိုးမျိုးကြီးထွားပေါက်ဖွားမှုများပြားလေရှိတာကြောင့်မိုးဆက်အနေရဲ့သတိပြုကောက်ွယ်နိုင်ကြဖို့လိုအပ်တယ်လို့ဆိုပါတယ်။ အဆိုပါမှုတွေမှာအနေရကင်းစွာစားသုံးနိုင်တဲ့မှုအမျိုးအစားတွေရှိပြီးအဆိပ်ရှိမှုများစွာလည်းရှိထားကြောင်းအဆိပ်ရှိမှုအမျိုးအစားတွေရဲ့နဲ့အချို့မှုတွေဟာပြင်ထန်စွာအဆိပ်သင့်စေထားကြောင်းအသက်ဆုံးရှုံးနိုင်တယ်လို့လည်းသတိပေးထားပါသည်မှုစိတ်တဲ့လက္ခဏာတွေအနေနဲ့မှုစားပြီးမိနစ်20ကနေ4နာရီအတွင်းမူဝေထား၊အော်အန်ထား၊ဘိုက်အောင်ဘိုက်နာထား၊ဝမ်းလျှောထားတွေဖြစ်ပွားနိုင်တယ်လို့ဆိုပါတယ်။ ထားအပြင်ပူမိုပြင်းထန်ပါကလည်းအသက် ဆုံးရှုံးနိုင်တဲ့အပြင်အုံနောက်နယ်အာယုံကျော်ထိခိုက်ပြီးစိတ်အာယုံ၆ချားထားအလွန်အမင်းနိုးချလာထားစိတ်ထချတာတို့ဖြစ်စေနိုင်တယ်လို့လည်းသတိပေးထားပါသေး။ အစိတ်သိမှုလက္ခဏာနဲ့ပြင်းထန်မှုအတိုင်းဒါဟာမှုဝံမျိုးအစားပါဝင်တဲ့အစိတ်ပမာဏစားသုံးမိသူရဲ့အသက်အရွယ်ကိုခံစွာအထောပေါ်မှုတည်ပြီးတက်ကြီးဘိုးဘွားတွေနဲ့ယောဂါအခန်းရှိသူတွေမှမှုစိတ်သိမှာကပုံမှုပြင်းထန်စွာခံစားရနိုင်တယ်လို့လဲဆိုပါတယ် ဒါကြောင့်မူစိတ်တင်လက္ခဏာများခံစားရပါကအချိန်မီဆေးကုသမှုခံယူဖို့လိုအပ်ပြီးနိစ္စယဆေးရုံကျန်းမာရေးဌာနထွေးကိုချက်ချင်းပို့ဆောင်ကဆေးကုသမှုခံယူရမယ်လို့သိရပါတယ်။ ။ထားအပြင်မိမိမတည်သော မစားဘူးသောမူအမျိုးအစားကို မစားတုံးတာဟာအကောင်းဆုံးသောကာကွယ်နည်းဖြစ်ပြီးအစိုက်ရှိတယ်လို့တန်တရားဖြစ်ပွဲမိုးတွေတေချာမတည်မစားဘူးတဲ့မိုးတွေကိုစားတုံးတာလုံးဝမပြူချဖို့ကိုလည်းသတိပေးထားပါတယ်လို့သိရပါတယ်ရှင်။